ရိုမောကိုနီးပြဖို့ရောက်လာမဲ့တန်ဟန်မန်ယူသင်းကနေထုတ်ပယ်ခံရပြီးနောက်ဒက်ဆွေမျိုးတန်ဟန်ဟာနီးပြလောကနဲ့ဝေးကွာနေခဲ့ပါတယ်။ဒါပေမဲ့လာမယ့်2025-26ဘောလုံးရသည်မှာတော့တန်ဟန်အသင်းသင်းရမှာဖြစ်ပြီးအဲ့ဒီကလပ်ကရိုမောဖြစ်ပါတယ်။ရိုမာအသင်းရဲ့လက်ရှိနီးပြရွေးနီးယာနီဟာယာတီကုံအထိတာတောင်းယူမှာဖြစ်ပြီးလာမယ့်ຫນွေကာဆာလို့အသင်းရဲ့အကြံပေးအရာရှိအဖြစ်ပြောင်းလဲဆောင်ရွက်မှာပါ။ ဒါကြောင့်ရိုမာအသင်းတောင်းရှိဦးတွေဟာနိဗ္ဗာန်တေရှာဖို့ရမှာဖြစ်တယ်လို့လျှက်ထားနိဗ္ဗာန်စင်ရင်မှာတန်ဟက်ကရေပန်အစားဆုံးဖြစ်နေတာပါလျှက်ထားနိဗ္ဗာန်စင်ရင်မှာ၃လျောက်ပဲကျန်နေနိဗ္ဗာန်တေဘသူဘဝချင်းညာဖို့ကအလုံးနိစ္စနေပါတယ်တန်ဟက်နဲ့ကျွန်တော်မတွေ့ဘူးပါဘူးဒါပေမဲ့နိဗ္ဗာန်ကောင်တယောက်ရောက်လာမယ်ဆိုတာအထူးယုံကြည်ပါတယ်ဒါကတော့ဝေနီယာနီပြောခဲ့တာပါ တဟန်ဟာပြီးခဲ့တဲ့တရင်ဘက်ကရိုမားနဲ့ဂျူမန်တက်တို့ရဲ့ပွဲကိုလာရောက်ကြည့်ရှုခဲ့ပြီးဒီဘက်သစ်ဖြစ်လာဖို့တေချာနေပါပြီ။တဟန်အတွက်ရိုမားအသင်းဟာသူ့ရဲ့၆သိန်းမြောက်ကလပ်လည်းဖြစ်လာမှာပါ။တဟာဂိုဟန်အီကဲဘန်ယူနီခါအတင်းဥထရအေဂျင့်နဲ့မန်ဝင်တို့ကိုကင်ွယ်ခဲ့ဘူးပါတယ်ဖလားအောင်မြင်မှုအနေနဲ့ကအေဂျင့်အတင်းနဲ့ဖလားချောင်းလုံးမန်ယူအတင်းအတွက် FA နဲ့ကာရဝန်ဖလားရောက်ပြီးခဲ့သူပါ